အလုံးမမင်္ဂလာပါကိုကိန်းစ်တဖူဘောရှူအနေကျိုးသွားတယ် BBC Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့အပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာကျွန်တော်ပြောချင်တာဒီအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတော့သတင်းတိကျခိုင်လုံမှုရှိမရှိဆိုတဲ့အပိုင်းပေါ့အဲ့တော့ဘောလုံးအပြောင်းအရွှေ့သတင်းတွေမှာသတင်းဆယ်ဖို့ရှိရင်ဆယ်ဖို့လုံးဝရူမာပဲဗျကစားသမားတယောက်ကဂျာစီကြီးခြင်ပြီးရောက်သွားမှသာလျှင်အသင်းနှစ်သင်းကတရားဝင်ထုတ်ပြန်ချက် ဖော်ပြမှသာလျင်ဒါသည်တရားဝင်အပြောင်းရွှေ့တေချာပေါက်ရောက်သွားတဲ့အပြောင်းရွှေ့လို့ပဲသတ်မှတ်လို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းဘယ်နည်းပြရောတော့အတင်းကနေထုတ်ပယ်လိုက်ပြီးအတင်းရဲ့အနာဂတ်စီမံကိန်းတွေကတော့အိမ်ကွင်းကိုဘလို့တည်ဆောက်မယ်။ဘယ်စပော့တင်ဒါရိုက်တာကိုဘလို့ခန့်အပ်လိုက်တယ်။ရှယ်ယာဘလောက်ကိုရောင်းချနိုင်ခဲ့တယ်စတဲ့သတင်းတွေဟာအမှန်တရားနဲ့တော့အတော်လေးနီးစပ်ပါတယ်။ဒီလိုမှမဟုတ်ပဲကစားသမားတယောက်ကိုကလပ်တင်းတင်းကဝယ်ယူမယ်အငားချမယ်ရောင်းထုတ်မယ်ဆိုတဲ့သတင်းတိုင်းကတော့ rumors တွေကြီးပဲဖြစ်ပါတယ် BBC ရဲ့ gossip ကဏ္ဍမှာဖော်ပြထားတဲ့သတင်းတွေကိုဆွေးနွေးတဲ့အတွက်ကြောင့်မဟုတ်တမ်းတရားတွေဖော်ပြထားတဲ့သတင်းတွေတော့မဟုတ်ပါဘူးဘောလုံးသတင်းတွေရဲ့ထုံးစံတိုင်းပါပဲကောလာဟာလာတွေကိုပဲများသောအားဖြင့်ဖော်ပြတဲ့သတင်းတွေလို့ပြောလို့ရပါတယ်ဒါတော့ကျွန်တော်ညီကိုရဲ့အတွက်သိသိချင်းလို့ပြောတာပါကျွန်တော်ကတော့ဒီလိုဘောလုံးပြောင်းရွှေ့သတင်းတွေကိုဖြစ်နိုင်ခြေရှိမရှိသုံးသက်ဆွေးနွေးတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ခင်ဗျ Okay အဲ့တော့ပထမဆုံးသတင်းကတော့တက်တိုမာကာတိုသတင်းတနာကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်အာစတန်တင်းကအရင်က ပရီးမီးယားလိအေဗရက်မှာမအောင်မြင်ခဲ့တဲ့မွိုင်းဆက်စ်ဂိန်းကိုခေါ်ယူဖို့စိတ်ဝင်စားနေရတဲ့ဆိုတဲ့သတင်းလေးတစ်ပုဒ်ထပ်တက်လာပါတယ်။မွိုင်းဆက်စ်ဂိန်းနဲ့အာဆနယ်သတင်းကနဂိုကရဲကသတင်းထွက်ဖူးပါတယ်။ဒါမဲ့ဗန်ဂျမင်ရှက်စ်ကိုတို့လိုမျိုးအရင်ဟိုနီးစပ်မနေဘူးပေါ့နော်။အဲ့တော့အန်ဒရီးယားဘာတာအနေနဲ့စင်ဖမ်းမယ်ကြားဖမ်းမယ်ဆိုတဲ့သတင်းမျိုးတွေတက်လာပြီးမွိုင်းဆက်စ်ဂိန်းဖြစ်တဲ့အခါကျတော့အရင်တော့ယုံကြည်စရာမကောင်းပေါ့နော်။ကျွန်တော်လည်းအန်ဒရီးယားဘာတာရဲ့အကြောင်းအသေးစိတ်မနေ့ကဆွေးနွေးပြီးသွားပါပြီ။ မော်ဇစ်ဂိန်းကိုခေါ်ယူကောင်းခေါ်ယူခြင်းလိမ့်မယ်ဒါပေမဲ့အာစနယ်တင်းရဲ့တိုက်စစ်ပိုင်းမှာအဓိကတည်မဲ့ကစားသမားတစ်ယောက်အဖြစ်ခေါ်ယူဖို့တရင်ထွက်တယ်လို့တော့ကျွန်တော်မထင်ဘူးမော်ဇစ်ဂိန်းကကစားသမားကောင်းတစ်ယောက်ဖြစ်တယ်ဒါအီတလီရဲ့တိုက်စစ်မှုတွေထဲမှာဆိုရင်လူကောင်ကြီးကြီးမားမားနဲ့လူမဲတိုက်စစ်မှုပလျာပေါ့ဗျာသူကလေအဖစ်စကယ်ပိုင်းလည်းကောင်းတယ်ဂူးသွင်းလည်းမဆိုးဘူးဘာကြောင့်မအောင်မြင်လဲတော့ကျွန်တော်မပြောတတ်ဘူးကံတရားကြောင့်ပဲလားပေါ့ဒီလိုအချိန်မှာ အာတီတာလိုမျိုး polish လုပ်တာကောင်းတဲ့နီးပြတစ်ယောက်နဲ့တွေ့ရင်တော့သူ့ရဲ့ကစားသမားဘဝကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။ဒါပေမဲ့ပရိသတ်ကြတော့ Moises Gain လိုမျိုးဒုတိယဒန်ဆာတိုက်စစ်မှုကိုလိုချင်မှမဟုတ်ဘူး။ Benjamin Shashko ကိုပို့ပြီးသဘောကျလိမ့်မယ်။ Alexander Isak ဆိုရင်တော့ပို့ပြီးတော့ပျော်တာပေါ့ဗျာ။ဒါပေမဲ့လည်း တိုက်စစ်မှုရှားပါတဲ့အာစနယ်အသင်းမှာအဲ့လို Moises Kane ကိုခေါ်ဥလိုက်တဲ့ပုံစံမျိုးကလည်းမစိုးဘူးလို့ကျွန်တော်ယူဆတယ်ဗျဒီတော့ကြောင့် Moises Kane ရောက်ရေးမရောက်ရေးတဲ့စာရင် Moises Kane လို့ကစားသမားမျိုးကိုအရန်အင်အားတောင့်တင်းဖို့ခေါ်ပြီးဥသင်မဥသင်အာစနယ်ပရိသတ်တွေရဲ့အမြင်သိချင်ပါတယ်ခင်ဗျ comment မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ကြည့်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Sky Sports ကဖော်ပြထားတဲ့သတင်းမှာ Manchester United အသင်းဟာ Bundesliga ရဲ့တိုက်စစ်မှုနှစ်ဦးဖြစ်တဲ့ Leipzig အသင်းရဲ့ Benjamin Sesko နဲ့ Frankfurt ရဲ့ အီကီတီကီကိုနွေရာသီပြစ်မှတ်စီးရင်းထဲမှာထည့်သွင်းထားတယ်လို့သိရပါတယ်ဒါကမင်းကဖော်ပြထားတဲ့သတင်းပဲပေါ့နော်ဒါပေမဲ့နောက်ထပ်သတင်းဌာနတစ်ခုဖြစ်တဲ့ Sky Sports ကနေဆက်လက်ဖော်ပြလာတာပါအဲ့တော့ကြောင့်ဒီသတင်းတွေကနာမည်ကြီးသတင်းဌာနတွေရဲ့ဖော်ပြချက်ကြီးပဲလို့ပြောလို့ရပါတယ်တခါလေကြရင်ဟာဒီသတင်းတွေကဖြစ်နိုင်ကြီးမဖြစ်နိုင်ကြီးကိုရီးယားသာရှောက်ပြောနေတာသတင်းဌာနကြီးတွေကအကြီးတွေဒေါ်လာတွေပေးပြီးတော့နော်တကယ့် professional တွေကိုအလုတ်ခန့်ပြီးလုတ်ကင်နေတဲ့တကယ့်နာမည်ရ မီဒီယာအကြီးတွေပါအ ਨੇ သော website တခုတော့ရှိတယ်ကျွန်တော်တို့ local ကလူတွေကသူတို့စီကသတင်းတွေကိုပဲမှီညမ်းပြီးတော့ပြန်ပြီးပြောပြရတာကိုယ်တိုင်သတင်းလိုက်တဲ့လူဆိုတာမရှိပါဘူးဒါကသတင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြန် sharing လုပ်တာပါ Okay အဲ့တော့ကျွန်တော် United ပြစ်မှတ်ထဲမှာ Shashko Ikidiki သတင်းထထွက်လာတာကိုကြည့်ချင်းအဖြစ် United ဒီတိုက်စစ်ကစားသမား၂ယောက်ကိုတကယ်ကြီးပဲပြစ်မှတ်စင်းနဲ့ထည့်သွင်းထားသလားပေါ့နော် ယူနိုက်တက်ကလက်ရှိတိုက်စစ်မှုတွေကိုစိတ်ပြက်နေတာကတော့သိကြတယ်ရာမုစ်ဝိုင်လန်နဲ့ဂျိုရှူအဇက်စီပေါ့အဲ့တော့စိတ်ပြက်ခြင်းမပြက်ခြင်းခဏဘေးဖယ်အောင်ရူဘင်အမော်ရင်စိတ်ကြိုက်ခေါ်ခဲ့တဲ့တိုက်စစ်မှုတွေတော့မဟုတ်ဘူးအတူဒီဘောလုံးရသည်ဝက်မှာစမ်းပြီးတော့အသုံးပြုကြည့်လိုက်မယ်သူအသုံးပြုနေစဉ်အချိန်ကာလအတွင်းယူနိုက်တက်တင်းရဲ့တာဝန်ရှိတဲ့သူတွေကလည်းအကဲဖြတ်ခွင့်ရလိမ့်မယ်။โอเคအမော်ရင်မင်းကတော့သုံးပေးတယ်ဒီတိုက်စစ်ကစားသမားတွေက သုံးပြတဲ့အတိုင်းအမ်ဝင်အဆင်မပြေဘူးဆိုရင်တမျိုးတစ်ပုံပြောင်းလဲပြီးတော့စဉ်းစားရအောင်မယ်ဒီလိုစဉ်းစားတဲ့နေရာမှာလည်းဒီကစားသမားတွေကိုထားပြီးကဲလာဟိုတိုက်စစ်ကစားသမားတွေကိုခေါ်အဲ့လိုပုံစံသွားလို့မရတော့ဘူးရှိတဲ့ကစားသမားတွေကိုရောင်းထုတ်ရောင်းထုတ်ပြီးမှနောက်ထပ်တိုက်စစ်ပြစ်မှတ်တွေကိုခေါ်ယူမဲ့ပုံစံမျိုးဖြစ်ပါတယ်ကျော်ယူနိုက်တက်တာဝန်ရှိရသူတွေအနေနဲ့အသုံးစရိတ်အများကြီးမဖြစ်ချင်ဘူးဆိုရင်လက်ရှိတိုက်စစ်ကစားသမား၂ယောက်ထဲကနော်ဝင်းဘိုတစ်ခုလျှော့ပြီးတော့ တယောက်ကိုပဲရောင်းထုတ်ဖို့သူတို့ကြိုးစားကောင်းကြိုးစားနိုင်ပါတယ်အဲ့ဒီကစားသမားကတော့ Ramus Finland လို့တော့ကျွန်တော်မြင်တယ်အဲ့တော့ Finland ကိုရောင်းထုတ်ပြီးနောက်ထပ် တယောက်လောက်ပေါ့နော်အတင်းကိုပြန်ခေါ်တဲ့ပုံစံမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်အမော်ရီယာဗီဒယောဂီယက်ကိုကျင့်ပေးလိုက်တာဝါကလစ်စထရိုက်ကတယောက်ဖြစ်သွားတယ်ပေါ့နော်ဒီချိန်မှာယူနိုက်တက်အတင်းနောက်ထပ်ခုံမဲ့တိုက်စစ်ပြစ်မှတ်ကစားသမားကလည်းရူဘင်အမော်ရီရဲ့စိတ်ကြိုက်ဖြစ်တဲ့အတွက်ကြောင့်ဝါကလစ်စထရိုက်ကနောက်ထပ်တယောက်ကိုမမွေးထုတ်ပေးနိုင်ဘူးလို့တော့ပြောလို့မရဘူးအခုတင်ထွက်နေတဲ့ကစားသမား၂ယောက်ထဲမှာဘန်ဂျမင်ရှက်စကိုကတော့ရဖို့အတွက်အနေငယ်ခက်ခဲတယ်။သူ့ကိုလိုချင်နေတဲ့ကလပ်တွေကအများကြီးပဲ။အာစနယ်၊ချယ်စီစတဲ့ကလပ်တွေဖြစ်ပါတယ်။ အာဆင်နယ်နဲ့ဆိုရင်အတော်လေးနီးစပ်နေပြီဆိုတဲ့သတင်းမျိုးတွေကျွန်တော်ကြားထားရတယ်။ဒါပေမဲ့ EKTK ကတော့ဖြစ်နိုင်တယ်။ EKTK ဒီ PSG အသင်းမှာမထွန်းတောက်ခဲ့ဘူးဆိုပေမဲ့လည်းအခု Frankfurt အသင်းမှာဂိုးတွေသွင်းယူပေးနေတဲ့ကစားသမားတစ်ယောက်ပါ။ဒါပေမဲ့ German Bundesliga club တွေကလည်းတိတ်ပြီးတော့ယုံရတာမဟုတ်ဘူး။သူတို့ရဲ့ club တွေမှာတော့အဲ့ဘောလုံးရာဒီမှာခိုးသွင်းပြီးရင်ဖြစ်သွားတဲ့သူတွေတောင်ရှိတယ်။ကျွန်တော်မှတ်မိတယ် Frankfurt က LS Mia ဆိုတဲ့ German တိုက်စစ်မှုဆိုရင်အဲ့ဘောလုံးရာဒီတရားဒီထွန်းတောက်ခဲ့တာပဲ။နောက်ဘောလုံးရာဒီမှာဘယ်ပြောက်လို့ပြောက်သွားမှန်းမသိဘူး။အဲ့အတွက်ကြောင့် EKDG လိုကစားသမားမျိုးသည်လက်ရှိအချိန်မှာကောင်းနေသေးတယ်ထိတ်တန်းတိုက်စစ်ကစားသမားတယောက်တော့မဟုတ်ပါဘူးခင်ဗျာအဲ့တော့ United အနေနဲ့တိုက်စစ်မှုတယောက်ဝယ်တဲ့နေရာမှာတေချာစဉ်းစားဖို့တော့လိုပါတယ်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Spain ဘက်က ABC သတင်းဌာနကဖော်ပြထားတာပဲဖြစ်ပါတယ် Real Madrid အသင်းမှာအငှားချခံထားတဲ့ Anthony ကအထင်ကြီးလောက်ဖွယ်ရာကောင်းတဲ့ခြေသွမ်းမျိုးတွေကိုပြသနေတဲ့အတွက်ကြောင့် Madrid အသင်းဟာ Anthony ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး Manchester United နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ် အန်တန်နီကိုရောင်းမယ်ဆိုတော့သတင်းမျိုးတွေကြားထားရတယ်ပေါ့နော်။ဒါပေမဲ့ရီယာဘက်တစ်ကဈေးအများကြီးပေးမှာတော့မဟုတ်ဘူး။ဈေးအများကြီးမဟုတ်ဆိုရင်ပဲလေဟိုပေါင်၁၀တန်းတို့တန်း၁၀လို့တော့မဟုတ်ဘူးပေါ့ဗျာ။အန်တန်နီလည်းအန်တန်နီအလျောက်ထိုက်တန်တဲ့နော်သူ့ရဲ့အမောက်ပမာဏလေးတရရှိမှာပေါ့။ကျွန်တော်တို့ကြားထားတဲ့သတင်း source တွေထဲမှာဆိုရင်ပေါင်တန်း60လောက်တော့ United ကမှန်းထားတယ်။အဲ့တော့တန်း60ရဖို့ကတော့မတိကြဘူး။ပေါင်တန်း40ပတ်ချလဲဝင်းဂျင်လောက်နဲ့အန်တန်နီကိုခုံကောင်းခုံနိုင်တယ်။ Real Betis ကလည်းအန်တန်နီရောက်လာပြီးတဲ့နောက်ပိုင်းမှာတကယ်ကြီးကောင်းလာတာ ဒါလည်းအန်တနီအနေနဲ့သူနဲ့ကိုက်ညီတဲ့နေရာကိုရောက်သွားလို့လို့ပဲပြောရမှာပါရီယက်ဘက်တစ်ဒီအန်တနီကိုဟိုဂုံးဆိုပြီးတော့စနောက်တာလာတကယ်ပဲအမွန်းတင်ပြီးပြောရလားတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်သူ့ရဲ့ official page မှာတော့မှအန်တနီနဲ့ပတ်သက်ရင်အဲ့လိုအမွန်းနေအရန်တင်လွန်းအားကြီးတာတွေ့ရပါတယ်ဆိုတော့သူတို့ကိုယ်တိုင်လည်းတကယ်ကြိုက်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ် United အသင်းမှာတော့ကျွန်တော်တယောက်တည်းအမြင်ကအန်တနီကတိတ်ပြီးအစင်မပြေလောက်တော့ဘူး United တဲ့ဆိုင် Premier League လို့ပြောရမှာပေါ့လေ ပရီးမီးယားလိမှာအောင်မြင်တဲ့လက်ဒင်ကစားသမားရှိတယ်လို့မအောင်မြင်တဲ့လက်ဒင်ကစားသမားတွေလည်းတူနေသေးပါပဲတနည်းအားဖြင့် United အသင်းမှာလာဆော့တဲ့ဘရာဇီးကစားသမားတွေဒီမအောင်မြင်တာများတယ်ဗျဟိုးရင်2000ကမ္ဘာ့ဗလာချန်ပီယံဖြစ်ခဲ့တဲ့ကလီဘာဆင်ဆိုလည်းဆာလက်စ်တို့ခေါ်ခဲ့တာပဲဒါပေမဲ့မအောင်မြင်အန်ဒါဆင်ဆိုရင်လည်းတကယ်ဝန်ဒါကစ်ပဲအောင်မြင်ခဲ့တာမဟုတ်ဘူးကက်စမဲရိုအခုနောက်ဆုံးအန်တနီအကုန်လုံးက ဟိုအရင်အစဉ်ပြည်တဲ့ကစားသမားတွေတော့မဟုတ်ဘောเนาะဒီတော့ကြောင့် real budget ဒါတကယ်လူလူချင်းချင်းနဲ့ anthony ကိုကမ်းလမ်းမယ်ဆိုရင် manchester united အတင်းကလည်းရောင်းချနိုင်ပွဲရှိပါကြောင်းသုံးသပ်ဆွေးနွေးနေပဲ video လေးဒီမှာနားကွင်းပြပါခင်ဗျာ